ဲမိတ်ဆွေများအားလုံးပဲကျွန်တော်ဒီဗီဒီယိုရိုက်နေတဲ့အချိန်ကတော့မတ်လ29ရက်နေ့ညပိုင်းပေါ့နော်အဲ့တော့မနေ့ကမတ်လ28ရက်နေ့မှာကျွန်တော်တို့မြန်မာနိုင်ငံမှာငလင်7.7 magnitude နဲ့တော်တော်လေးလှုပ်သွားတယ်အခုအချိန်ဒီမှာအပျက်စီးတွေနဲ့ဥညီကယ်ဆယ်မှုတွေလည်းတော်တော်လုံနေရတဲ့အချိန်နေရှိတယ်ဒီဗီဒီယိုရိုက်ရတဲ့အကြောင်းအရာကတော့အခုအချိန်မှာကျွန်တော်တို့မြန်မာလူမျိုးတွေဖြစ်တဲ့လေရောကူညီကယ်ဆယ်မှုတွေကိုတော်တော်လေးလုပ်နေကြတယ်ပြီးတော့အလူတန်းတွေကိုလည်းရရရရလူပေးနေကြတယ်ပေါ့နော် ီထဲမှာမှကျွန်တော်ဟိုသတင်းအချက်အလက်တွေကိုကျွန်တော်မိတ်ဆွေတို့အနေနဲ့သေသေးချာချာကြည့်ဖို့လိုတယ်ပေါ့နော်ကျွန်တော်ပြောချင်တာပြီးတော့ငလင်နောက်ဆက်တွဲတွေဆိုပြီးတော့တင်နေတဲ့သတင်းတွေရှိရပေါ့နော်အာကျွန်တော်ပြောချင်တာကတော့ကျွန်တော်ရှေ့မှာတင်ဆက်ထားတဲ့ဗီဒီယိုလိုပဲပေါ့နော်ငလင်ဆိုတာကကျွန်တော်တို့ဟိုခံမန်းလို့မရနိုင်တဲ့အခြေအနေတစ်ခုပါငလင်ကြီးကြီးမားမားမကတိကျူရီနဲ့လောက်ပြီးလို့ရှိရင် after shot တွေကရှိတယ်ပေါ့နော် ဒါကိုလည်းကျွန်တော်မိတ်ဆွေတွေကျွန်တော်ဗီဒီယိုကြည့်ထားတဲ့မိတ်ဆွေတွေဆိုလို့ရှိရင်သိမှာပါအဲ့တော့ after show တွေကရှိကောင်းရှိပါလိမ့်မယ်ဒါပေမဲ့ဘယ်ချိန်မှဘလို့လုံးမယ်ဆိုတဲ့ငလင်းတွေကိုဘယ်သူမှမခံမနိုင်ပါဘူးအဲ့တော့သတင်းချက်လက်တွေကြည့်လို့ရှိရင်မိတ်ဆွေတို့အနေနဲ့ဘယ်သတင်းဌာနကပဲတင်ဆက်တာဖြစ်ပါစေပေါ့နော်တခြားကြည့်ဖို့လိုမယ်ပြီးတော့ဟိုအဓိကအနေနဲ့ကျွန်တော်တို့အခုအချိန်ဒီမှာအာနာမည်ကြီး celebrity တွေရှိကိုအလူတန်းနေလဲရှိနေတယ်လို့ပြီးတော့ကျွန်တော်တို့ ပြည်တွေအနေနဲ့တက်ဆွမ်းတက်လောက်ကိုပါဝင်ကူညီရလေလေအများကြီးရှိရပေါ့နော်အဲ့တော့ပြောချင်တာကအခုချိန်မှာ UCI တားကောင်းနေနေပြီးတော့ကြားဖြတ်နေရလေဟိုကျွန်တော်တို့ကဲဆဲကူညီမှုအတွက်ကိုဟိုစောစောတမန်သွားပြီးတော့လှုပ်ဆောင်ခြင်းကြတဲ့ညီကိုတွေကိုကြားဖြတ်နေဘက်ကလိန်လေပြီးတော့ခေါ်ယူနေမှုတွေလည်းမြင်နေရတယ်ပေါ့နော်တည်နေနေထဲမှာပြီးတော့အဲ့လိုမျိုးဟိုငွေကြေးပဲဖြစ်ဖြစ်တက်ဆွမ်းတက်လောက်ကူညီမဲ့သူတွေအနေနဲ့လည်း page အတုတွေပြီးတော့အလူခံဌာနအတုတွေရှိတယ်ပေါ့နော်အခု Facebook မှာဆိုလို့ရှိရင်လည်းကျွန်တော်တွေ့နေရတယ်ပေါ့အဲဒါတွေကိုလည်းကျွန်တော်မိတ်ဆွေတို့ဘက်ကနေပြီးတော့တည်တည်ချက်ချက်စစ်စစ်ပြီးမှလှူပါလို့ပြောချင်ပါတယ်အဓိကအနေနဲ့ကတော့ကျွန်တော်တို့ဟိုမက်ခိုင်နေဝင်လို့ပဲဖြစ်ဖြစ်အဲ့လိုမျိုးနာမည်ကြီးတဲ့အဲတည်တည်ချက်ချက်လှူပေးနေတဲ့လူတွေရှိကိုထိထိရောက်လူချင်းရလဲတခုကောင်းနေပေါ့နော်ပြီးတော့ဒီလိုမျိုး ခင်ဖြစ်တဲ့နေရာရေပေါ့နော်အဓိကပြိုချပြက်စီးနေတဲ့နေရာတွေကကိုညီကယ်ဆယ်မှုတွေတွားလို့ရှိလို့ရှင်အဲ့နားမှာ TikTok ကနေပြီးတော့ follower နဲ့ဒီဖြစ်စရာနေပြီးတော့ attention ရှာခြင်းတဲ့လူတွေလည်းရှိနေတယ်လို့သိရတယ်ပေါ့နော်ဒီလိုလူမျိုးတွေကိုလည်းကျွန်တော်တို့တော်တော်လေးကိုအာရုံမိရေပေါ့နော်ဒီလိုမျိုးတွေမလောက်ကြဖို့အတွက်ကိုလည်းကျွန်တော်ညီနဲ့ဒီဗီဒီယိုကနေပြီးတော့တောင်းဆိုချင်ပါတယ်ပြီးတော့ attention ဟို online social media တက်က share နေတဲ့သူတွေပြီးတော့ အဲဒီငလင်းလောက်ခတ်မှုနဲ့ပတ်သက်ပြီးတော့ဘာသာရေးအမြင်တွေပဲဖြစ်ဖြစ်ဘေးရင်ယူရေရာယူတွေပဲဖြစ်ဖြစ်အခုချိန်ဒီမှာအတိတ်တမိတ်ောက်ပြီးတော့ပေါ်ပြနေတဲ့သူတွေပဲဖြစ်ဖြစ်ပေါ့နော်ဘယ်သူမှလည်းစော်ကားလူစိတ်တော့မရှိပါဘူးဒါပေမဲ့အခုချိန်ဒီမှာအဲ့ဓာတွေကိုမပေါ်ပြကြဘဲနဲ့အဓိကအနေနဲ့ကျွန်တော်တို့ကုညီနိုင်တဲ့လောက်ကိုကုညီဖို့ပဲကျွန်တော်အနေနဲ့တိုက်တွန်းခြင်းပါတယ်ဒီချားတွေကိုလည်းမလောက်ကြဖို့အတွက်ကိုကျွန်တော်အနေနဲ့တတိပေးခြင်းပါတယ်ဗျအဓိကအနေနဲ့ကတော့ဒီဗီဒီယိုလေးကကျွန်တော်မိတ်ဆွေတို့အတွက်ဒီချိန်ဒီမှာကျွန်တော် မိတ်ဆွေတွေမိသားစုဝင်တွေအနေနဲ့အထူးပြုဆိုင်ကြပါပြီးတော့အခုလိုချိန်ချိန်မှာလူသားချင်းကိုကိုချင်းစားတဲ့စိတ်နဲ့သူ့နေရာမှာငါဆိုရဲစိတ်နဲ့ကိုညီနိုင်တဲ့လောက်ကိုကိုညီပေးမယ်ပြီးတော့သတင်းတွေထဲမှာတွေ့ရတာဆိုလို့ရှိရင်ပိတ်မိနေတဲ့လူတွေရှိရနေပြီးတော့ရွှေငွေလက်ဝေးယန္တနာတွေကိုဟိုလိုမျိုးလူရက်မှုတွေလည်းရှိနေတယ်ဆိုပြီးတော့ကြားသိရပါတယ်ဒီကိစ္စတွေအတွက်ကိုလည်းအာတတိကြီးကြီးထားနိုင်ကြဖို့အတွက်ကိုကျွန်တော်ကဒီညလေးကနေပြီးတော့ sharing လုပ်ပေးနေတာပါအဲ့တော့ကျွန်တော်မိတ်ဆွေတွေအားလုံးပဲ stay safe ပါ ီခက်ခဲကိုကျွန်တော်တို့အားလုံးအတူတူကြော်ဖြတ်ရင်ဆိုင်နိုင်မယ်လို့လည်းထင်မိပါတယ်ဗျပြီးတော့ပြောချင်တာကကျွန်တော်တို့ဒီချိန်နေမှာအားလုံးဟိုစိတ်ဆင်းရဲနေရတဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီတစ်ပတ်အတွင်းမှာတက်ဆက်ဖို့စီစဉ်ထားတဲ့ဗီဒီယိုတွေကိုတက်ဆက်ပေးပြပါမဟုတ်ဘောနော်အဲ့ဒါကိုလည်းကျွန်တော်မိတ်ဆွေတို့အနေနဲ့နားလည်ပေးကြမယ်ထင်ပါတယ်